။အိုးရေတကွန်းရှယ်ပဲနော်။ကဲအားလုံးမင်္ဂလာပါ။ဒီနေ့ကကျွန်တော်ရေတကွန်းလာလဲတယ်ဗောဗျာ။နော်ခလိုမီတာရေတကွန်းလို့ခေါ်ပါတယ်ဗျ။ဒါကတော့သူ့ရဲ့ရေတကွန်းရဲ့လာတဲ့လမ်းဗောဗျာနော်။ချောင်းကလေးတွေဖြတ်ကူးရတယ်။အဲ့လိုလေးတွေရှိတယ်ဗျာနော်။တော်တော်လေးလမ်းရှာရခက်တယ်ဗျ။ဒီရွာတွေကလည်းအားလုံးကတော့ကရင်ရွာတွေပဲဗျာနော်။ဆက်ဆံရေတော့ကောင်းပါတယ်ဗျ။ဒီထဲမှာဝင်လာတဲ့ခါကျတော့ကိုကတယောက်တည်းဖြစ်တော့နည်းနည်းလေးကြောက်အောင်တော့ဗျာနော်။ဒီအမပလဲလို့နမ်တော့လေကလပ်လာတဘွေးရ။တဘွေး။ဟောတဘွေးနော်။ ဒီဘက်ကင်းနေတာစကားပြောတာဓမျိုးပဲဗျာနော်တိတ်တော့ကျွန်တော်တို့နဲ့တိတ်တော့မတူဘူးဗျမတူတဲ့ခါကျတော့လည်းပြင်ပြီးပြောယူရတာပေါ့ဗျာနော်ကဲကျွန်တော်တို့ရေတကွန်ဆက်သွားမယ်နော်ဒီလေကွင်းကြီးကတော့ဗျာအိုးဟိုတပဝါတစ်ထွမှုကောင်းလားမကောင်းလားကြည့်လိုက်ဗျာအိုးဟိုမြက်တဘင်းမတော်မရှိတော့ဟူးတစ်ပင်ကြီးတယ်အဲ့ဒါကရင်ပင်နော်ကျွန်တော်တို့ကရင်လိုမျိုးဟောထုလို့ခေါ်တယ်ဗျာအဲ့ဒါတချို့ကရင်ပင်တွေကပြားရှိတယ်ဒါမရှိဘူးဗျာနော်ဟိုရေတကွန်လာတာပဲရေတကွန်ကြီးကြီးကဟောအောင်မှရှိတာဗျာကျွန်တော်ရောက်လာတာတွေ့ရအပေါ်ဖင်းရောက်သွားတာနော် ။ဟာတမျိုးပဲဟာဒီရေကွန်ဟာထိုမေထရေကွန်ပေါ့နော်။အော်တော်တော်လေးကိုရှာရခက်တယ်ဗျ။တို့ကဘယ်လိုပြောမလဲဆိုတော့ဂျိုကြောင်ထဲမှာပေါ့နော်။အဲ့လိုမျိုးဖြစ်တော့တော်တော်လေးကိုရှာရရတာတော်တော်ခက်တယ်ဗျ။ဒီပုံမှန်ကျင်းမှာရှိတာလဲကရင်တွေပဲဆိုတော့လေ။အော်နည်းနည်းလေးတော့ခံတာတော့တယ်ဗျနော်။အော်ဆက်ဆံရေးလဲတော်တော်လေးကိုကောင်းပါတယ်ဗျ။ဒီကရင်တွေလေဂျိုတို့ပြပေးတယ်ပေါ့နော်။တစင်တစင်တစင်နဲ့ထိုမေထရေကွန်ကိုရောက်လာတာဖြစ်ပါတယ်။ကဲကျွန်တော်တို့ပကြည့်ကြမယ်နော်။ ခုနကျွန်တော်ပြပေးတာကတဆင့်ပေါ့နော်ခိုးကနောက်နောက်တဆင့်ထင်တယ်ဟိုဖုန်းပဲပေါ့လေအိမ်ရှိတော့ဟိုတော်တော်လေးကိုပျော်ဖို့ကောင်းတယ်ဗျာနော်ဟိုရေတခုရောက်ပြီဗျာဟောအဲ့ဒါ home stay ထင်တယ်ဟိုအိမ်မဟုတ်ဘူးဗျာဒါတရားတဒန်းနဲ့ဖြောက်လို့ရလားအိုးရေတခုကရှယ်ပဲနော်ရေတခုကတော်တော်မိုက်တယ်ဗျာမွေးနေတာတက်လို့မွေးနေတာဟုတ်ကဲ့ရောက်ပါကြပါလေဟာတပံဝရပြနော်ဒီချောင်းတွေပြကထိုင်နားလို့လည်းရတယ်ပြဒီမှာတဲကလေးနဲ့လောက်ထားပေးတယ်ပြ ျွန်တော်ခုရောက်နေတဲ့ရေတကွန်ကတော့ Chlomethal လို့ခေါ်ပါတယ်ဗျာနော် ဒီကီလိုမီတာရေတကွန်ဟာဆိုရင်ချင်းမိုင်ခရိုင်တဲမှာတရှိတယ်ဗျ။အလားလေကွင်းလေးတွေဗျ။တော်တော်ပျော်တယ်ဗျဒီနေရာတော့ဆိုင်ကလေးတွေကတော်တော်လှတယ်။ဟဲတဘဝဆန်ဆန်နဲ့ဒီလိုမျိုးရေတကွန်တော်တော်လေးကိုအဆင်ပြေပါတယ်ဗျာနော်။ချင်းမိုင်မြို့မှာနေနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေဆိုရင်လည်းဒီကီလိုမီတာရေတကွန်လမ်းလေးကြီးပေါ့ဗျာ။ဒါကတော့ရေတကွန်ရဲ့ပပတ်လေဖြစ်တယ်ဗျာနော်။ဒီကကရင်တွေကအများဖြင့်ကဗုဒ္ဓဘာသာတွေများတယ်ဗျာနော်။ဒီမှာအနတ်ဆင်လည်းရှိတယ်ဒီနေရာ။ပြီးတော့ဒီမှာတစ်တားတတားနဲ့ဗျကရင်ကြီးတွေရောင်းတယ်။ကရင်ထမိန်တွေရောင်းတယ်။ဘုရားဟန်လာရတော့ရေတကွန်ပေါ့ဗျာနော်။ရေတကွန်ကတော်တော်လေး းကိုလှတယ်ဗျာတပဝနဲ့ရှင်တွဲနေထိုင်တာကတော့ကရင်နေရခမညာပဲဗျာနော်ဒီမှာညာအိတ်မယ်ဆိုရင်လည်းအိတ်လို့ရတယ်ဗျာနော်ဒီမှာသူရဲ့ home stay ရှိတယ်ဗောနော်ညာအိတ်လို့လည်းရတယ်ညာအိတ်မယ်ဆိုရင်တော့အိတ်စောင့်တယ်လို့ရှိတယ်ဗျာဆိုင်ကယ်ကတော့တော်တော်လာရခဲ့တယ်ဗျာနော်လာတော့တော့ရပါတယ်ဗျာနော်ဆိုင်ကယ်ကိုအမနာခဲ့ဘူးဆိုရင်လေတကယ်လို့ဆိုင်ကယ်ကိုအားနာတယ်ဆိုရင်တော့လမ်းချောင်းလာတာကတော့အကောင်းဆုံးဗောဗျာနော်လမ်းကတော့တော်တော်လေးကိုကျန်းပါတယ်ဗျာကျွန်တော် လမ်းလျှောက်လာတာက1ကီလိုကျော်ကျော်1ကီလိုလောက်ရှိတယ်ပေါ့ဗျာနော်ခုနကကျွန်တော်ဟိုးအပေါ်နဲ့ဆင်းလာတာအခုဒီနေရာမှာရောက်လာတာပေါ့နော်ဒီနေရာတော့ရေလည်းချိုးလို့ရတာပေါ့မျိုးဈေးဆိုင်လည်းရှိတယ်ဒီဆက်မဆုံ home sale လည်းရှိတယ်ပေါ့ဗျာနော်အာချင်းမညို့မှရှိနေတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေဒီရေကွန်လာလေကြည့်ပေါ့နော်ထိုင်းနေဆိုရင်နှမတော်ခွင့်ဝါလို့ခေါ်ပါတယ်ဒီရေကွန်ကလည်းအပေါ်နဲ့ရေကကျလာတယ်ရွာဒါမဲ့အဲ့ဒီကြောက်ဖြာအောက်မှာရေကမရှိဘူးနော်ရေတစ်စက်မှမကျဘူးကြောက်ဖြာအောက်မှာလည်း